Hello everyone လီယိုတို့ပြန်ဆုံကြပြန်ပြီနော်ဆိုတော့အခုလီယိုတို့အောက်တိုဘာလရဲ့ဒုတိယတပတ်ကိုဝင်ရောက်ပြီဖြစ်တဲ့ second week ဖြစ်တဲ့အတွက်ကြောင့်မို့လို့လီယို YouTube channel နဲ့ Facebook page ကနေအပတ်စဉ်တင်ဆက်ပေးနေကြအရာဒီပါတပတ်တာသတင်းစကား weekly zodiac energy reading တင်ဆက်ပေးဖို့အလဲရောက်လာပြီဖြစ်ပါတယ်ဆိုတော့အခုတပတ် reading ကတော့လီယိုအောက်တိုဘာ9ရက်နေ့ကနေအောက်တိုဘာ16ရက်နေ့အထိရည်ရွယ်ထားတယ်ပေါ့နော်ဒီဂျာကာလာအတွက်ကိုရာသီပါတစ်ခုချင်းစီလိုက်တည်တင်းတည်ထိုက်တဲ့ message ပေါ့နော် short message ကို guidance လေးပေးပြီးတော့ဖတ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ရာသီဘွားတစ်ခုချင်းစီဆိုရအတွက်ကြောင့်မလို့လို့ Aries to Pisces ပေါ့နော်မိမိရဲ့ sun sign မိမိရဲ့ moon sign မိမိရဲ့ rising sign နဲ့လိုက်ပြီးတော့အဲနားထောင်လို့ရရပေါ့နော်ဆိုတော့ဒီတစ်ဖက်ကတော့လေထူးထူးခြားခြားလေးဖြစ်သွားအောင် astrodice ပေါ့နော်ဒီ card တိမတုံးတော့ဘူးအာ oracle card လည်း normal card tarot card စီဘာမှမတုံးတော့ပဲနေဒီကိုဒီ spiritual tools အနေနဲ့ဒီ astrodice နဲ့ဖတ်ပြီးမယ်ပေါ့နော် astrodice reading နဲ့လီယို message down ပြီးမယ်ရာသီပါတစ်ခုချင်းစီလာအားလုံး enjoy ဖြစ်မယ်လို့လီယိုမျှော်လင့်နေပါတော့ All right အဲ့တော့ reading လေးကိုစမယ်အဲ့တော့ first of all အာ aries အတွက် message down ပြီးမယ်နော် aries ကနေစမယ် so aries တွေအတွက်လာမယ့် october 9ရက်နေ့ကနေ um စစ်ချောင်းရဲ့ unity energy လေးပြပေးပါပေါ့နော် okay okay Aries တွေအတွက် message ကဒီ debate ကာလာအတွင်းမှာအဲ team မထားဘဲနဲ့ငွေကုန်ကြီးကြများမဲ့ကိစ္စကြီး ကြုံရတတ်တယ်နိုင်ငံခြားနဲ့ဆက်ဆက်ပြီးတော့လကောင်းနောက်တစ်ခါ import export လုပ်နေတဲ့သူတွေလည်းပါမယ်အဲနိုင်ငံခြားခီးသွားဖို့ကိစ္စမျိုးတွေနဲ့လည်းပါနိုင်နေဒါမို့လည်းအခုနပြောသလိုသင်းကုန်ထုတ်ကုန်လုပ်နေရတဲ့အလုပ်တွေစီးပွားရေးလုပ်နေတဲ့သူတွေပါမင်းမမျော်လင့်ဘဲနဲ့ငွေကြီးပေါ့နော်ပတ်စံကုန်သွားတာမျိုးအဲကိုယ့်ရဲ့ဆိုင်ရာပိုင်ရာအနာပိုင်တွေနဲ့ပတ်သက်ရပြီးတော့ပတ်စံကုန်သွားတာမျိုးလေးတွေအဲဒီလိုလေးကြောင့်အတက်တည်းအဲ့တော့ လျိုးစိတ်တဲ့ခန်းစားကတော့ unnecessary expense လို့တော့မြင်တယ်မလိုလား app နဲ့ရုတ်တရက်ကုန်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲပတ်စံနေပါတယ်ကြိုပြီးတော့ပြင်ဆင်ထားပါတော့နောက်အလေအလွင့်အဖိတ်စင်လေးတွေ့ရတတ်တယ်နော်အဲကုန်ကြတယ်ဆိုတဲ့နေရာမှာတချို့ကြတော့လေဒီနိုင်ငံရခြားသွားတဲ့အပြောင်းရွှေ့ကြောင်းမို့လို့ကိုနဲ့ကိုနေထိုင်တဲ့နေရာကနေဝေးရဒေတာတခုကိုရုတ်တရက်သွားတာမျိုးကိစ္စတွေပေါ်ပေါက်လာတာကြောင်းမို့လို့ အဲငွေကုန်ကြီးကျများတာမျိုးလေးလည်းဖြစ်နိုင်နေတဲ့ Aries တွေเนาะဆိုတော့အဲ့ဒါလေးတွေ့ရတယ် Okay ဆိုတော့ just save money ပေါ့เนาะပတ်စံစုထားပါเนาะ Okay All right uh Leo Taurus ကိုကြည့်မှာเนาะ Taurus ရဲ့ energy လာမဲ့အာ October 9ရက်နေ့ကနေ16ရက်နေ့ထိ Okay Taurus အလုံးနဲ့ပတ်သက်တဲ့ energy လေးတွေတွေ့ရတယ်တချို့ကြတော့အထင်မှတ်မထားဘဲနဲ့အလုံးမှာ career အဲ status ပေါ့နော်တချို့ကြတော့လည်းတက်သွားတချို့ကြတော့လည်းကျသွားတယ်ဘယ်လိုဟာမျိုးလဲဆိုရဲအခါကျမှရာထူးတိုးသွားတာဖြစ်နိုင်တယ်တချို့ကြတော့လည်းအလုံးတောင်းဝင်ပေးခြင်းခံရတာမျိုးဖြစ်နိုင်တယ်နော်အဲ အလုပ်တာဝန်ပေးခြင်းခံရတော့ it's like a promotion ပေါ့နော် promotion ရတယ်လို့မျိုးຢာလူတိုးသွားတယ်ဒါမှမဟုတ်လဲတာဝန်တွေတိုးသွားတယ်ဒါမှမဟုတ်တာဝန်တွေရုတ်ရော့သွားတယ်အဲ့လိုအနေအထားမျိုးလေးကြီးတွေ့ရတယ်ဆိုတော့စီးရင်စီဝင်တာမျိုး audit ဝင်တာမျိုးလေးကြီးကြုံရတဲ့တည်းအဲ့ဒါပြင်ဆင်ထားပေါ့နော်အဲစစ်ဆေးတာမျိုးလေးနောက်ကိုကိုတိုင်းကစီးရင်လုတ်ပေးရတာကိုကိုတိုင်းစီးရင်စစ်ပေးရတာမျိုးတွေ service ပေးရတာမျိုးကြီးကြုံရတဲ့တည်းတဲ့နော် နောက်ဒီတစ်ဘက်က Torres တွေအတွက်အလုတ်အကင်နေရအပြောင်းရွှေ့လုံးလို့မကောင်းသေးဘူးပေါ့နော်ကို့အတွက်အရန်ကြီး stable မဖြစ်သေးဘူးအလုတ်အတစ်ဒီပါရီပြောင်းလို့မကောင်းသေးဘူးပေါ့နော်အဲပြောင်းလို့ရှိရင်လည်းအစပိုင်းမှာတော်တော်ကိုအဆင်မပြေဖြစ်တာခရက်ထတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့အပြောင်းစရာမလိုသေးရလူဆိုလို့ရှိရင်တော့လက်ရှိအလုတ်မှာပဲအေးစစ်စစ်လုံအောင်ပေါ့နော်အဲ့ဒါလေးတခုလေးကိုတွေ့တယ်ဆိုတော့အဲ့လိုစီးရင်စစ်ဒီအော်ဒီဝင်နာမျိုးလေးတွေဖြစ်နိုင်နေအဲ့တော့အဲ့ဒါလေးအတွက်လည်းကြိုပြီးတော့ပြင်ဆင်ထားပါ Torres တင်နော်โอเค all right ဒါဆိုလို့ရှိရင်ဒီ Gemini ကိုသွားမယ် Samurai Rising အကျုံးဝင်တယ်အဲ့တော့ Gemini နေအတွက်အာလာမယ် October 9ရက်နေ့ကနေ16ရက်နေ့ထိ energy လေးကိုကြည့်မှာနော် Gemini all right Okay Gemini Gemini နေတဲ့ဘန်ကိစ္စနဲ့ပတ်သက်ပြီးတော့ ။နောက် technical error လေးတက်တာမျိုးလေးတွေပေါ့နော်။ဒီကိုသုံးနေတဲ့ applications banking နဲ့ပတ်သက်ပြီးတော့ဒီ technical issue လေးတွေမှာပြဿနာတက်တာမျိုးလေးတွေအပြောင်းလဲလောက်ရတာမျိုးလေးတွေအာဖြစ်တတ်တယ်။နောက်တစ်ခုကကျတချို့ကျတော့လည်းထိပ်ပန့်ပထားပဲနဲ့ပက်ဆက်နေဝင်လာတဲ့အမွေတွေရလာတယ်ဒီလိုမျိုးလေးတွေလည်းဖြစ်တတ်တယ်။ဒီကိစ္စတွေလိုက်ပြီးရှင်းရတာပေါ့နော်။အိမ်ရဲ့ကိစ္စကတော့နောက်ကိုယ့်ရဲ့ partner အဲအစုအဆက်လုပ်ထားတဲ့လုပ်ငန်းတွေကနေ ဒီကိုဝင်ပါထားရတဲ့ပတ်စံนี่ရှိမယ်အဲ့ဒီပတ်စံนี่နဲ့ပတ်သက်တဲ့ပြဿနာကိုဖြေရှင်းရတာမျိုးရုပ်တရက်ဖြေရှင်းရတယ်ခုနပြောတဲ့နည်းပညာပိုင်းဆိုင်ရာမှာ error data မျိုးဆိုတော့ banking error data computer error data အဲ့လိုဟာမျိုးလေးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးလေးတွေကဝင်ပြီးတော့ဖြေရှင်းရတာမျိုးကြီးဖြစ်တတ်တယ်တချို့လူတွေတကြတော့မမျော်လင့်ဘဲနဲ့အငွေရလာတယ်တပားသူစီရနဲ့မမျော်လင့်ဘဲနဲ့ငွေတွေရောက်လာတာမျိုးတွေလည်းကြုံရတတ်တယ်တဲ့နော်ဆိုတော့ အာလင်ရောဘာလီတတိပေးခြင်းလဲဆိုတော့ဂျမနိုင်းနေဒီတပတ်ကတော့ရင်းနှီးမြုပ်နှံမှုအစ်စ်တွေလုံးလုံးမကောင်းသေးဘူးခဏဝစ်ထိုးလှုပ်ထားတင်တယ်လို့ထင်ပါတယ်လက်ရှိကိုမှရှိနေတဲ့အရာဆက်တူပူပေါင်းလှုပ်တဲ့အစုအဆက်အလုပ်တရားနေရတဲ့ငွေကြီးတန်ဘိုးတွေရအစမတည်ငြိမ်တာမျိုးတွေခုနပြောတဲ့ technical issue တွေလီကိုတွေ့နေရတဲ့အတွက်ကြောင့်မလို့ခဏလေးအဲစောင့်နေရကောင်းတယ်ပေါ့နော်အဲလီကိုနောက်တစ်ပတ်ကိုထက်ကြည့်မှာပေါ့ okay ဒါ Gemini နေအတွက် message ဖြစ်တယ် All right. I know, cool, you cancer regime, not summarizing cancer. What's gonna be your week? Coming week, your yeah, energy, but not cancer, yeah, DY. Okay. Yes. Mm -hmm. Okay. this will be like that okay ah cancer 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 မမျော်လိမဲနဲ့ရုတ်တရက်ခရီးသွားတာခရီးသွားတဲ့အစီအစဉ်လေးတွေအရဝေးခရီးသွားတဲ့အစီအစဉ်လေးတွေအပြောင်းလဲလှုပ်ရတာမျိုးတွေကြုံရတတယ်နော်အဲအဲ့ဒါလေးတွေးရတယ်အဲနောက်တစ်ခုကကြတော့ကိုယ့်ရဲ့အထက်အရာရှိပုံကူဆရာနော်ဖာကင်အဲ စတဲ့သူတွေနဲ့ပေါ့နော်အဲကိုကပြန်ပြီးတော့စစ်စစ်စစ်ညှိနေနိုင်ဆောင်ရွက်ရတာမျိုးရှိမယ်တကယ်တကယ်တော့မတည့်ဘူးမတည့်တဲ့သူတွေနဲ့ပြန်ပြီးတော့အောင့်တက်တက်ကြီးနဲ့အဲဟိုအလိုက်အထိုက်လေးပြန်ပေါင်းရတဲ့သဘောမျိုးပေါ့နော် ဒီတစ်ဖက်ကတော့ကိုယ့်ရဲ့ boss တို့ကိုယ့်ရဲ့ဆရာတို့ကိုယ့်အထက်ကပုံကိုယ်ကြီးနဲ့အဲတအားကြီးရန်ဖြစ်လို့မကောင်းဘူးရန်သွားဖြစ်လို့ရှိရင်ကိုယ့်ရဲ့ဘဝတက်လန်းဘဝသွားပြီးတော့ထိခိုက်တတ်တယ်เนาะကိုယ့်ရဲ့ဖခင်တို့ဆရာတို့နဲ့ ਆ လीအာနည်းနည်းလေးတင်းကြီးတော့ခံရလိမ့်မယ်ဒီလားเนาะအဲ့ဒါလေးတခုတွေ့ရတယ်နောက်တစ်ခုဘလို့နေရာမျိုးလေးတွေအကောင်းလဲဆိုရခါကြတော့နိုင်ငံခြားနဲ့ဆက်စပ်တဲ့ပညာရေးတွေသင်ရတာမျိုးသင်ယူရတာကိစ္စသင်ယူရတဲ့ကိစ္စမျိုးလေးတွေဆောင်ရွက်လို့တော်တော်လေးအကောင်းတာကိုတွေ့ရတယ် အာဒီတစ်ပတ်ကလုံးလို့ကောင်းနေပေါ့နော်တချို့ကျတော့လည်းအခွင့်အရေးတွေပေါ်လာလိမ့်မယ်နော်ဥပမာ master တက်မယ် phd တက်မယ်အဲဘယ်ကျောင်းမှာတက်မယ်အဲနိုင်ငံခြားကျောင်းကိုလျှောက်ထားရတယ်ဒါမှမဟုတ်ကျောင်းတွေ့တယ်အဆင်ပြေသွားတယ်ဒါမှမဟုတ်ဘယ်ကျောင်းကိုလျှောက်ရမလဲကိုသိသွားတယ်အဲ့လိုကိစ္စမျိုးလေးကြုံရတယ်နော်ဆိုတော့အဲ့ဒီနေရာမှာတော့ immediate မှာအကောင့်တွေအောင်တွေ့ရတယ်ခရီးဝေးသွားတာလေးတွေတော့နည်းနည်းတတိထားအဲ အပြောင်းလဲလေးတွေဖြစ်တတ်တယ်เนาะဥမာခီးစဉ်ပြတ်သွားတာမျိုးလို့ခီးစဉ်တလျှောက်လမ်းတစ်လျှောက်မှာလည်းလမ်းကြောင်းပြောင်းသွားတာမျိုးလေးကြုံရတတ်တယ်အဲ့တော့ cancel လေးအတွက် message ဖြစ်တယ်เนาะ all right okay ဆိုတော့ next sign လေး Leo ကိုကြည့်မှာเนาะအဲ့တော့ Leo လေးတွေအတွက်ကိုလာမယ့် October ကိုရဲ့နေ့ရနေ16ရက်နေ့ဒီ energy ကို ပြပေးပါ လီယိုရီအတွက်ကကြတော့ဘာသွားတွေးရလဲဆိုတဲ့အခါကြတော့အာလူမှုအဲလူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာဒီပေါင်းတင်းဆက်ဆက်ရေးစာကောကတေးသွားလိမ့်မယ်ကျင်းသွားလိမ့်မယ်ဆိုလိုတာဘာလဲဆိုတော့စကားနဲ့စစ်ချတယ်လို့ပဲတလားဘယ်သူကတော့ကို့အတွက်ကောင်းတယ်ဘယ်သူကတော့ကို့အတွက်မကောင်းဘူးအဲဘယ်သူကတော့ closely ပေါင်းလို့ရတယ်ဘယ်သူကတော့ closely ပေါင်းလို့မရဘူးဆိုတာကိုသိသွားလိမ့်မယ် เนาะသိသွားလိမ့်မယ်နောက်တစ်ခုကကြောင့်ငွေရေးကြီးစုဆောင်မှု energy လေးကအရန်ကို stable ဖြစ်နေရတည်ငြိမ်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုလိုတာအဲပတ်စံစုပြည့်လို့ရှိရင်လည်းကိုယ့်ရဲ့ဒါ bank account ထဲမှာဖြည်းဖြည်းချင်းစီငွေရတိုးလာဖြည်းဖြည်းချင်းစီငွေရတက်လာမယ်အဲ့လိုသဘောမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးလေးတွေ့ရတယ်နောက်တစ်ခုကကျတော့ကိုကခုနပြောသလိုပေါ့နော်ကိုယ့်ရဲ့အပေါင်းအသင်းဖော်ဖော်တည်တည်မရှိတော့ဘူး နော်အဲဘယ်သူကအစ်စ်လဲဘယ်သူကအတုလဲဆိုတာကိုကသိသွားတာနောက်တစ်ခုကကျတော့စီးလို့ဝါလို့မထားတော့ boundary အစ်စ်တွေ rules အစ်စ်တွေဆက်လောက်တာပေါ့ဒါကကိုအလုံးလုံးတွေရဲ့ပတ်ဝန်းကျင်နဲ့ society coalition နဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်တယ်အဲငါပေါ်ပေါ်ပေးပေးမနေတော့ဘူးเนาะအဲခုနပြောလို့စီးနဲ့ကန်းနဲ့နေတတ်တဲ့သူတွေနဲ့ငါနဲ့ type 2တဲ့သူတွေနဲ့ပဲငါပေါင်းတော့မယ်ဆိုရအနေထားမျိုးလေးကိုယ့်ရဲ့ community ကိုယ့်ရဲ့ close cycle လေးอ่ะပို့ပြီးတော့ကျင်းသွားလိမ့်မပို့ပြီးတော့သေးသွားလိမ့်မယ်တဲ့เนาะဆိုတော့အလုံးနဲ့ပတ်သက်ပြီးတော့လဲမိတ်ဆွေအစ်တတွေရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးတော့တွေ့ရတာတော့ကောင်းတယ်နော်အလုံးနဲ့ပဲကိုကလက်ခံတော့တာပေါ့တခြားအပြောဘာပုံစံမျိုးတွေနဲ့ကိုကတိတ်လက်မခံတော့တဲ့အနေထားမျိုးလေးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါက Leo တွေအတွက် message ဖြစ်ပါတယ် All right အဲ့တော့ Leo next sign Virgo ကိုကြည့်မှာနော်အဲ့တော့ Virgo ရဲ့ energy Okay. All right, Vago. ဒီတပတ်တာကာလာအတွင်းမှာ Valkyrie အင်မတန်မစိတ်ကိုရှင်းရှင်းလင်းလင်းထားကျင်တာမျိုးတွေပေါ့နော်စိတ်ထဲမှာရှင်းနေတန့်နေမှအစဉ်ပြေတာမျိုးနော်အတန့်မကြိုက်စဘူးအကြိုက်ထူးနေတာ ဘာဂိုလေးတွေကိုဒီမြင်နေရတယ်တွေ့နေရတယ်နောက်တစ်ခုကကြတော့ဘာဂိုတွေအဲ့ချိန်နေသွားတာမျိုးတွေဂျုံတက်တယ်ဒီတပတ်တာကလာတော့အလုံများလို့ဖြစ်နိုင်နေကိုယ့်ရဲ့စိတ်ကြောင့်လည်းဖြစ်နိုင်နေပေါ့နော်ညာဘက်အိတ်မပြောတာမျိုးတွေနော်အဲ့ချိန်နေသွားတာမျိုးတွေ ိတ်တောက်လျှောက်တော့အိတ်တဲ့ချိန်မှာတော့တောက်လျှောက်တော့အိတ်တယ်ဒါပေမဲ့အရင်တော့အရင်ပတ်တည်းကအဲ6နာရီ9နာရီအိတ်တယ်ဆိုရင်ဒီတစ်ပတ်မှာအဲ6နာရီ9နာရီလောက်ပဲအိတ်အိတ်ပျော်တယ်အဲ့လောက်နဲ့ညိုးနေတယ်အဲအဲ့လိုကိစ္စမျိုးလေးကြီးကျောင်းဝတ်တဲ့အလုံးနဲ့ဆက်ဆက်ပြီးတော့ရက်ဝေးခီးကြီးတွေတွားတာမျိုးတို့နိုင်ငံခြားခီးကြီးတွားတာမျိုးတွေကျောင်းဝတ်တဲ့တဲ့နောက်တစ်ခုကနောက်တစ်ခုကဗာဂိုရီအတွက်ကကြတော့အဲဘာသွားတွေ့ရလဲဆိုတော့အရင်အရင်အပတ်တည်တုန်းက မကုံကြတဲ့မဲ့ကုံကြခဲ့တဲ့အရာလေးတွေရှိမယ်အဲ့ဒါဒီတစ်ဖက်တာကာလအတွင်းမှာနည်းနည်းလေးတော့တတ်တာသွားလိမ့်မယ်တဲ့နော်ဒါပေမဲ့ငွေကြေးသုံးဆွဲမှုကတော့မတည်ငြိမ်သေးဘူးကုံစရာကိစ္စတွေရောရှိနေသေးတယ်ဒါပေမဲ့အရင်အရင်ရတတ်တပ်တွေလောက်တော့အရင်ကြီးမဆိုးတော့ဘူးတဲ့နော်ဆိုတော့ဒါ Valkyrie အတွက် message ဖြစ်တယ်အဲ့တော့ sleep hygiene လေးကယူဆိုင်ပါနော် okay all right uh next side your own Libra Gojima, no? That's gonna be your week for Libra. Libra. အလောက်ကန်တအားကောင်းနေရာတွေ့ရတဲ့အထူးသဖြင့်ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့သူတွေနီးပညာအသုံးပြုပြီးအလုပ်လုပ်နေတဲ့သူတွေ technology နဲ့အလုပ်လုပ်နေတဲ့သူတွေနော် machine တွေကင်တွယ်နေရလို့စက်ပစ္စည်းတွေကင်တွယ်ပြီးလုပ်တဲ့ဆိုကွန်ပျူတာပါတယ် mobile phone ပါတယ် now large machine တွေကားမောင်းတာတို့ပါတော့အကုန်ပါတယ်ပေါ့နော်ဒီလိုစက်ပစ္စည်းတွေ vehicle စီ computer နီးပညာနဲ့ဆက်ဆက်ပြီးတော့အလုပ်လုပ်နေ engineering လို့ပါတော့အကုန်ပါတာပေါ့အဲ့လိုလူမျိုးတွေအတွက် career status မြင့်မယ်အလုပ်ကင်အနေထား immediate အဆင်ပြေမယ်ကိုလုပ်ချင်တဲ့အလုပ်ကိုရမယ်အလုပ်တွေပါကြီးရှောက်ထားတယ်ခုနပတ်သက်တဲ့ ਨੇ ပယ်နဲ့ဆက်ဆက်ပြီးတော့အလုပ်တွေပါကြီးရှောက်ထားလို့ရှိရင်လည်းအလုံးရတက်တယ်အလုံးမှာချင်းမြင့်မြောက်စားခြင်းခံရတက်တယ်နေရာပေးခြင်းခံရတက်တယ်တချို့ကြတော့ပရိုမိုးရှင်းရတဲ့ရာထူးတိုးတာမျိုးတို့เนาะအဲအဲ့လိုမျိုးနောက်တစ်ခုက အလုံးလောက်တာကိန်းတာအိမ်မက်တယ်မှာစိတ်မြန်နေတတ်ပါတယ်ဒီတပတ်တာခါလာအတွင်းမှာအဲကို့နောက်ကိုအဲလူတွေကမနှဲလိုက်နေရတာမျိုးကို့ရဲ့ college တွေကကို့နောက်ကိုမနှဲလိုက်နေရတာမျိုးဖြစ်တတ်တယ်ကိုကဥဆောင်ရတတ်တယ်ဘသူမှအကူလို့မရဘူးကို့တူကို့ထားစနစ်နဲ့အလုံးလောက်ဖြစ်လိမ့်မယ်နော် library အတွက်ကတော့အခုနပြောသလိုဒီ engineering work to technology work တွေလုပ်နေရတဲ့တွေအတွက်တော်တော်လေးအားကောင်းနေတယ်။ဒီအလုံးမဟုတ်ဘူးဆိုလို့ရှိရင်အခုနပြောသလိုတခြားစီးပွားရေးလုပ်နေရ library ဆိုလို့ရှိရင် innovation ပေါ့နော်။ သူမတူတဲ့အရာမျိုးတွေနဲ့ကွဲထွက်ပြီးတော့စဉ်းစားတတ်တာမျိုးတို့เนาะအခုနပြောသလို AI ကိုအသုံးပြုပြီးတော့အဖြေရှာတာမျိုးတို့เนาะအဲနှီးပညာအသုံးပြုပြီးတော့အဖြေရှာတာမျိုးလေးတွေ solution ရှာတာမျိုးလေးတွေအင်မတန်မှအားကောင်းနေရယ်ကိုကိုတိုင်းကလည်းလှုပ်ဖြစ်နေလိမ့်မယ်တဲ့ဆိုကြပါစို့ you don't know the answer you ask the chat gpt you ask the gemini ai အဲ့တော့ gemini ai တို့ chat gpt တို့မေးပြီးအဖြေရှာတာမျိုးပေါ့เนาะ အဲ့ဒါလေးတွေမိတော့မှကိုယ့်ရဲ့ career အလုပ်အတွက်အဖြေကိုရှာတွေ့သွားတာမျိုးတွေဖြစ်မယ်ဆိုတော့ဒါက Libra အတွက် message ဖြစ်တယ် immediate အားကောင်းပါတယ်နော် okay all right leo next sign သွားမယ် scorpio အဲ့တော့ scorpio တွေအတွက်အာလာမယ် october 9ရက်နေ့ကနေအာ sexuality energy လေးတွေ့မှာနော် scorpio thank you so much very powerful scorpio တွေကိုတွေ့ရတယ်အဲဘဝမှာတဆစ်ချိုးပြောင်းလဲတဲ့လူပဲဒီတပတ်တာကာလာကျွန်မခွေရဲ့ personality ကြီးပြောင်းလဲသွားတာမျိုးကြီးကြုံရတတ်တယ်နောက်တစ်ခုကကြောက်ရေရှည်ကူတွေးတတ်တဲ့အမျိုးအမြင်လေးတွေရလာဖို့ရှိတယ်ရေရှည်ကူမြင်တတ်သွားတာပေါ့နော် personal transformation ဖြစ်မဲ့လားခုနကပြောအရင်လာတွေက PPTD စစုပ်ပြည့်နေရဲဆိုဒီတပတ်တာကလာအတွင်းမှာကိုကိုကိုတိလာငါဒီလို PPTD နေလို့မရတော့ဘူး personal grooming နေလောက်ရတော့မယ်ရေရှည်ကိုတွေးရအောင်ဆိုရဲ energy မျိုးလေးကြီးတွေးရပါတယ်နောက်တစ်ခုကကြတော့အာ intuition အားအရန်ကောင်းနေရပါတော့လူတယောက်ကိုကြည့်လိုက်လို့ရှိရင်ဒီလူရဲ့အလားအလာ potential ကိုမြင်နေရတာမျိုးပေါ့ကိုယ့်ရဲ့စိတ်ကခုနကပြောသလိုပေါ့နော်အာ like a magnet ပေါ့နော် လူတွေကိုလည်းကိုယ်ကအများကြီး attract လုပ်နိုင်လိမ့်မယ်နော်။ဟို social media မှာအလုပ်လုပ်နေတဲ့အဲ Scorpio တွေဆိုလို့ရှိလို့ရှိရင် you will get many audiences you attract many audiences like a magnet ကိုယ်ကတန်လိုက်လိုမျိုးပဲနော်ကိုယ် audience ကြီးပရိသတ်တွေဆွဲတာပေါ့နော်။အဲအဲ့လိုမျိုးကိုယ့်ရဲ့ဆွဲဆောင်ရေးအားတွေနော်ဆွဲဆောင်အားတွေ attraction စီအရင်ကအားကောင်းနေပါလိမ့်မယ်နော်။ဆက်ထား Scorpio တွေအတွက် message ဖြစ်ပါတယ်။ So just use your personality and transform it okay? All right. Aroli, your next sign. Sagittarius, what's going to be your week? October 9 to 16 for Sagittarius. Thank you so much. Wow. Sagittarius, wow. 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 I see the act of service. Sagittarius, the Winsamu period, Longanima, Sampuin, Santali made, you know? အာရှုံးပင်းနှလုံးအေးတယ်ဆိုတဲ့အနေအထားမျိုးပေါ့ရန်သူတွေကိုမိတ်ဆွေအဖြစ်ပြောင်းလဲသွားတာပေါ့နော်ကိုကမတိုက်ခိုက်တော့ဘူးအဲမတော်လှန်တော့ဘူးနော်ထားလိုက်တော့ရှိပါစေဆိုတဲ့သဘောမျိုးနဲ့ရန်သူတွေကသူ့အနေနဲ့သူအလိုလိုဝစ်ပြားသွားမှာနော်အဲအဲ့လိုအနေအထားမျိုးလေးတွေ့ရတယ်တဲ့နော်နောက်ခုနဝင်ဆောင်မှုပေးရဲဆိုတဲ့နေရာမှာကျမကြီးဝင်ဆောင်မှုလုပ်တဲ့လူတွေနောက်ဥပဒေနဲ့ပတ်သက်တဲ့အလုပ်လုပ်နေတဲ့သူတွေဥပဒေအကြံပေးတို့နော် financial law ဘာပဲဖြစ်ဖြစ်ပေါ့เนาะဒီလိုဥပဒေအကြံပေးအလုပ် လုပ်နေတဲ့သူတွေနောက်တစ်ခုကဒီ media နဲ့ပတ်သက်ပြီးတော့လူရှေ့ကိုထွက်ပြရတယ်ဥပမာမင်းသမီးသမီးတွေလည်းဖြစ်နိုင်တာပေါ့เนาะ actor actress တွေ model တွေဒါ industry တစ်ခုမှာကိုက service ပေးရတာပေါ့เนาะဥပမာဒီပစ္စည်းတွေတစ်ခုကြော်ညာပေးရတယ်အဲ့လိုအလုပ်တွေကတော်တော်လေးကိုအားကောင်းနေရတွေ့ရတယ်ပို့ပြီးတော့လူသိထင်ရှားဖြစ်လာမယ်ကိုယ့်ရဲ့ brand ကပေါက်သွားတာပေါ့နော်အဲ့တော့ Sagittarius ကြီး brand ပေါက်မယ်တဲ့ brand ပေါက်မယ်ဆိုတော့ကဲ personal branding ကိုကောင်းကောင်းသိချာလုပ်ပါနော် All right, wish you all the best. Okay, your next sign, Dame. Capricorn, October, Goyaniani, such our energy energy, Capricorn, Ujima. Oh, Capricorn. Oh my gosh, Capricorn. ကက်ပီကောနီအော်ငွေကန်ကောင်းနေတယ်ငွေကန်ကောင်းနေတယ်ကက်ပီကောနီဒီဒီပတ်တာကာလာအတွင်းမှာစကားများများပြောပါ စကားများများပြောငွေပူရတတ်တယ်ဥမာ oration လို့ခေါ်တယ်เนาะနောက်တချင်းဆိုတဲ့ artist ဒီပါမှာပေါ့เนาะ capricorn နောက်စကားပြောဆိုနေလေဝင်ငွေရလေတချို့ food blogger capricorn တွေဆိုလဲငွေရတက်တယ်အဲဒီဒီဘက်တာကလည်းအစားအသောက်တွေစားပြပြဇက်တဲကိုထည့်ပြเนาะအစားအသောက်တွေစားပြလာနေပတ်စံရလာမျိုးလို့ပါတော့ကျွန်တော်တက်တယ်တချို့ကြတော့တဲ့เนาะဒီအတုံးဆောင်ပစ္စည်းအဲ အလားကုံပေါ့နော်အလားကုံနော်အမျိုးသမီးအသုံးဆောင်ပစ္စည်းဒီ body lotion ဆိုရေမွေးတို့အဲ့လိုပစ္စည်းမျိုးတွေရောင်းနေတာနောက်ဆေးဝါးတို့ဇိမ်ခံပစ္စည်းတွေရောင်းနေတဲ့သူတွေအတွက်ဝင်ငွေတိုးလိမ့်မယ်အဲ့လိုရောင်းနေတဲ့ capricorn နေပေါ့နော်အိုးသိတ်ကိုလှတယ် capricorn နေကတော့အာခုနလေးကို တွေ့ရ vogue ကို sorry library ပြီးရင်တာ Libra လည်းအရင်ကောင်းတယ်နော်အခုဒီ Capricorn နဲ့လည်းတော်ကောင်းနေပတ်စံရတော့မှာအဲ့တော့စကားမြများပြောပါရှွ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 ှ ကဗျာဆန်နေတဲ့ Aquarius တီကိုလေးကိုတွေ့နေရတယ် Aquarius ဒီဒီဘက်တာကာလာတွေ့မှာစာမျက်များရေးဖို့လိုပါတယ်ဘလို့ဟာမျိုးနဲ့ပတ်သက်လဲဆိုတော့ shadow walk စီပေါ့နော်ကို့မှာလှူချဖို့ခက်နေတဲ့စိတ်ဒဏ်ရာတွေအတိတ်ကရခဲ့တဲ့ trauma တွေနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ resurface ဖြစ်နိုင်တယ်ဒါတွေကိုပြန်ပြီးတော့စိတ်ကူးရင်တာဒါတွေကိုပြန်ပြီးတော့ပုံရိပ်ပြန်ဖော်မိနာကိုယ့်ရဲ့စိတ်ကိုကတော့တွားပြီးဆွဲခေါ်တာပေါ့နော်အတိတ်က relationship နဲ့ပတ်သက်တာမျိုးတွေဖြစ်မယ်အဲ့ဒါတွေကိုတဲ့စာပေဖြစ် journaling လုပ်ပါစာရေးပါတဲ့နော်ကိုယ့်ရဲ့ one of the ဒီစိတ်တန်ရာတွေကိုကုစားပြီးမဲ့ method ကစာရေးသားချင်း journaling လုပ်တာပဲတဲ့ journaling လုပ်တဲ့ method စီကတော့ internet မှာ browse လုပ်ကြည့်ပါအများကြီးရှိပါတယ်တချို့ကြတော့မတချင်းနေပါလေဖန်တီမှုစွမ်းရည်ပေါ့နော်စိတ်ကူးလေးရင်မတချင်းလေးရေးတဲ့ပုံစံမျိုးလည်းလုပ်လို့ရတယ် Aquarius Aquarius ကစကားသာများများမပြောတာစကားသာဘူးကလန်တိုက်ချင်းတိုက်မယ်ဒါပေမဲ့သူတို့ရဲ့စိတ်ထဲမှာကျတော့ ဖန်တီးမှုတွေဖန်တီးကျင်နေကြတွေပြောကျင်နေကြတွေသူများနဲ့မတူတဲ့အတွေးခေါ်တွေ sensitive idea တွေသူတို့မှရှိပြီးသားပဲအဲ့ဒါလေးတွေကိုသာသာအဖြစ်စာအုပ်ထဲမှာခြာရေးပြီးတော့ပြောင်းဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ဓာတ်ရာဘာလဲဘယ်နေရာမှာအထူးကူစားရမှာလဲဆိုတာကိုသိလာလိမ့်မယ်နောက်မှာကိုယ့်မှာ possessive ဖြစ်တဲ့အဲလွှတ်ချရခက်တဲ့ဓာတ်ရာကြီးလည်းရှိနိုင်တယ်เนาะအဲ့ဒါလေးတွေ resurface ဖြစ်လိမ့်မယ်ဆိုတော့ဒါက Aquarius တွေအတွက် message ဖြစ်ပါတယ် all right ဒါဆိုလို့ရှိရင်လေတို့ဒီတပတ်အတွက်နောက်ဆုံးဆိုင်ပေါ့နော်တလဆိုင် Pisces ကိုကြည့်မယ်အဲ့တော့ Pisces ရဲ့အတွက်ကို လာမယ့် October 9ရက်နေ့ကနေ16နေ့ရဘယ်လို energy မျိုးရှိမလဲပြပေးပါ Pisces Pisces တဲ့ဆက်သွယ်ရေးအလုံးလုံးနေတဲ့သူတွေเนาะ အာခုနပြောတဲ့လို media နဲ့ပတ်သက်ပြီးတော့အလုံးလုံးနေတဲ့ interview interview လုပ်နေတဲ့သူတွေပေါ့နော်ငွေဝင်မယ်ဒါပေမဲ့တဲ့ဒီမှာကြည့်လိုက်လို့ရှိရင်တဲ့ငွေကြီးနဲ့ပတ်သက်လို့ရှိရင်အရင်အရင်အဲလာရီလောက်အာငွေကအများကြီးဖောဖောတည်တည်မဝင်တော့ဘဲနဲ့ ငွေဝင်တာနှေးသွားတာမျိုးကြီးကြုံရတက်တယ်เนาะဒီမှာတနည်းတနည်းပြပြပြစီပဲငွေဝင်တဲ့သဘောမျိုးကြီးကြုံရတက်တယ်နောက်တစ်ခုကစားတာတောက်တာနဲ့ပတ်သက်ပြီးတော့အင်မတန်မှစီးစစ်ဖြစ်သွားလိမ့်မယ် 5cc အစားတောက်နှေးသွားတာမျိုးချို့ကြတော့အဲ dieting ပေါ့เนาะတိသွားတယ်ကို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 ကျမ်းမကြီးကိုယူဆရမှာဆိုတော့တိသွားလို့အစားတောက်ကို short စားလိုက်တာမျိုးတို့အစားစားတာနှေးသွားတာမျိုးတို့ကြုံရတက်တယ်တချို့ကြတယ်နေမကောင်းလို့အစားမစားနိုင်တော့တာနှေးသွားတာမျိုးကြီးဖြစ်တတ်တယ်တဲ့เนาะ အဲ့လေတခုအဲတွေ့ရတယ်အဲ့တော့ငွေဝင်တဲ့ဥစ္စာကနှေးသွားတယ်နှေးသွားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့မလိုလားအပ်တဲ့အသုံးစရိတ်တွေလည်းနှေးသွားလိမ့်မယ်ဖိုက်စီစင်เนาะမလိုလားအပ်တဲ့အသုံးစရိတ်တွေလည်းနှေးသွားပါလိမ့်မယ်တဲ့ကိုရှာထားတဲ့ပတ်စံငွေကြီးဟာ hard and money ဆိုတာကိုမြင်သွားပြီးတော့တန်မိုးထားတက်လာတာပေါ့เนาะဆိုတော့ကိုမြင်နဲ့ကိုငွေကြီးကိုရဲ့ပိုင်ဆိုင်မှုအပေါ်မှာမြင်နဲ့တန်ဖိုးကိုတတ်မှတ်ထားတဲ့တန်ဖိုး value ကပြောင်းသွားတာပေါ့နော်ကိုယ့်ရဲ့အမြင်တွေ perception တွေပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်တဲ့အဲ့ဒါ Pisces တွေအတွက် message ဖြစ်ပါတယ် All right that's it for this week. အော်လေးအခုတင်ဆက်ပေးသွားသည်အဲလာမယ့် October 6ရက်နေ့ကနေ16ရက်နေ့အထိရာရာတီဘွားတပတ်တာသတင်းစကား reading ကိုလေး astrodice reading အမျိုးအစားလေးနဲ့လေးကို ပြောင်းလဲပြီးတော့တင်ဆက်ပေးသွားတာဖြစ်ပါတယ်အားလုံး enjoy ဖြစ်မယ်လို့လည်းယုံကြည်ပါတယ်ထုံးစံအတိုင်းပေါ့နော်လီယိုရဲ့ဒီဗီဒီယိုကလစ်လေးကိုလီယို YouTube channel လေးမှာအောင် Facebook page မှာပါလီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်လီယိုကိုချစ်ခင်တဲ့နှစ်သက်တဲ့ support လုပ်ချင်တယ်ဆိုလို့ရှိရင်တော့လီယိုရဲ့ YouTube channel လေးဖြစ်တဲ့ Soul of Leo Terror YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့ဦးနော် Okay လီယိုနဲ့ personal consultation ချေချီရာကိစ္စနဲ့ပတ်သက်ပြီးတော့မြင်မြန်ဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင်တော့လီယိုစီမှာ Venus package ရှိပါတယ်အလောက်ကန်ကိစ္စငွေကြီးကိစ္စစီးပွားရေးကိစ္စနဲ့ငွေကြေးထွက်မဲ့ကိစ္စနဲ့ပတ်သက်ပြီး consultation ယူခြင်းနဲ့ဆိုလို့ရှိရင် Leo စီမှာ wall package ရှိပါတယ် Leo ကဒီ tarot card စီဒီ oracle card စီနဲ့ဒီ spiritual နည်းနဲ့ပဲ fortune reading လုပ်တာမဟုတ်ဘူးเนาะနခတ္တဗေဒပညာရဲ့အဲ both western and vedic ပေါ့နော်ဒီကို practice လုပ်တဲ့ hybrid astrology နည်းနဲ့လူတယောက်ရဲ့ blueprint လူတယောက်ရဲ့ဘဝနေထိုင်သည့်လိုဝက်ချက်လမ်းကြောင်းတွေကိုဒီ soul purpose တွေကိုပေါ်ထုတ်ပေးတဲ့ package တခုရှိပါတယ်အဲ့ဒါကတော့ soul mission package ဖြစ်ပါတယ် soul mission package ကတော့နှစ်ခတ်တပြည်တာပြည်ရဲ့ကိုအသုံးချတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မွေးဖွားချိန်အတိအကျသိရှိဖို့လိုအပ်ပါတယ် waiting time လေးအနည်းငယ်စောင့်ရတတ်ပါတယ် and then the US spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Leo က counseling therapy လဲပေးတယ်ပေါ့နော်လီယိုနဲ့စိတ်တရားကြီးလှုပ်ချနေတာပဲဖြစ်ဖြစ်စိတ်ထွက်ပေါက်တင်မွန်းကျက်နေလို့ထွက်ပေါက်ရှာကျင်နေလီယိုစီမှာရင်ဖွင့်ကျင်နေဆိုလို့ရှိရင်လီယိုနဲ့စကားပြောဆွေးနွေးလို့ရတယ် talk therapy package တခုဖြစ်တဲ့ and set up ဒေါက်တာလီယိုရဲ့ package လဲလီယိုစီစဉ်ပေးထားသေးပါတယ်လီယိုနဲ့ booking appointment ယူခြင်းနဲ့ဆိုလို့ရှိရင်တော့လီယို Facebook page Messenger chatbox ဆိုင်တွေစုံစမ်းမိမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ်။လီယို spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ messaging နဲ့ text message စာရိုက်ပြီးတော့ဟောပေးလို့မရှိပါဘူးလေ audio call consultation video call consultation only ပဲလုပ်ပါတယ်ယခုတစ်ထိအားပေးနေကြတဲ့ American ပရိသတ်တွေ subscriber စီ fancy client တယောက်ချင်းစီကိုအထူးပဲလေကျေးဇူးတင်ရှိကြောင်းပြောကြရင်းနဲ့ပဲဒီတစ်ပတ်အတွက် reading လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်မယ်လေနောက်ထပ်တစ်ပတ်ဒီမှာထပ်တွေ့ကြမယ်နော် have a nice day to you all bye bye and take care thank you